ဟောလိုဝင်းညမှာရိုက်ကူးမိခဲ့တဲ့ကြောက်စရာဖြစ်ပြန်များအလုံးမဲမင်္ဂလာပါဗကန်တဲထိမဲ့ချန်တွေကနေကြိုဆိုပါတယ်ဟောလိုဝင်းဆိုတာနာနာဘာဝတွေကိုနှိထုတ်ဖို့ဆိုပေမဲ့တကယ်တမ်းကျတော့တခြားနေတွေလိုပဲဒီနေ့မှလည်းမကောင်းဆိုးဝါးတွေရှိနေတုံးပါပဲအခုပြမယ်ကြောက်စရာကောင်းတဲ့မှတ်တမ်းတွေကိုဟောလိုဝင်းညမှာရိုက်ကူးထားတာဖြစ်ပြီးတချို့ကတော့တကယ်ကိုကြောချမ်းစရာကောင်းပါတယ်နံပါတ်30တကားဘဲကင်မရာကရိုက်ကူးမိခဲ့တဲ့ထူးဆန်းတဲ့ပုံရိပ် အိမ်ငကားဘက်ကိုဖြေဖို့ထွက်လာတဲ့အခါမှာသွေးတံရဲရဲဖုတ်ကောင်ဒါမှမဟုတ်အယူတယောက်လိုမျက်နှာပေါင်းဆွတ်ထားတဲ့လူတစ်ယောက်နဲ့မျက်နှာချင်းဆိုင်ယက်နေရတာဟာဟောလိဝင်းညမှာတော့ကြောက်စရာကောင်းပါလိမ့်။ဒါကြောင့်တချို့လူတွေကဟောလိဝင်းညမှာတကားပေါ်မှာတကြားလုံးချထားပြီးပြီးအိမ်ထဲမှာပဲနေတဲ့ကြပါလိမ့်။ဒီလိုကြောက်စရာကောင်းတဲ့ကလေးငယ်လေးတွေကိုမြင်ရရင်တော့သူတို့ကိုအပြစ်မတင်မိပါဘူး။ဒီဗီဒီယိုမှတ်တမ်းကိုတော့အရသာတို့ကသူရဲ့ smart home snick ကနေကျူးကျော်ဝင်ရောက်သူတတိပေးချက်ရခဲ့တုန်းကရိုက်မိတာပါ။ဟောလိဝင်းညဖြစ်တာကြောင့်စိုးရင်စီကအနည်းဆုံးပဲလို့သူကထင်ခဲ့ပါလိမ့်။ ဒါပေမဲ့သူ့ရင်ရှိမှာရောက်နေတဲ့သူရဲ့တပ်ပုံကိုမြင်တော့မှပဲစိတ်ပူလာခဲ့တာပါပုံထဲကလူကလက်နောက်ပစ်ထားတယ်လို့လို့ဒါမှမဟုတ်လက်မပါတယ်လို့လို့နဲ့မျက်လုံးနဲ့အောင်ဆေးချေထားတဲ့ကြောက်စရာမျက်နှာပုံဝစ်စင်ထားပါတယ်ပို့ပြီးတော့ကြောချမ်းစရာကောင်းတာကဒီလူဟာညာစင်နိုင်ခွဲကနေမနက်၄နာရီထိနာရီအနည်းငယ်ခြားတိုင်းနှိုးဆက်စနစ်ကိုထပ်ခါတည်းလေးလေးမီအောင်လုပ်ခဲ့တာပါကျောက်စီအပုံရဲ့ဟာညဘက်6နာရီကျော်ကြောင်းကင်မရာကိုချင်းချောင်းဟန်နဲ့စိုက်ကြည့်နေခဲ့ပါတယ်။နံပါတ်5ရေတက်ရဲ့ UFO မှတ်တမ်း ီလိုအနန္တစကြဝဠာထဲမှာကျွန်တော်တို့တမျိုးတည်းရှိနေတယ်ဆိုတော့မယုံနိုင်စရာပါပဲနိုင်ငံတနိုင်ငံအနေနဲ့ကျွန်တော်တို့ဟာကောင်းကင်ဘော်ကထူးဆန်းတဲ့ဖြစ်ရပ်တွေကိုအမြဲဆောင်ကြည့်နေရပါတယ်အပြင်ဂျိုသားတွေရှိတယ်လို့ယုံကြည်သူတွေရှိတယ်လို့တန်တရားရှိသူတွေလည်းရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါတချို့မြင်ကွင်းတွေကတော့တကယ်ကိုရှင်းပြလို့မရပါဘူးဖြစ်နိုင်ခြေရှိတဲ့ UFO မြင်ကွင်းတွေထဲမှာရေတက်ကဟောလိုဝင်းညမှာရိုက်မိထားတဲ့တခုကတော့အတော်လေးကိုဂရေရိုက်ခဲ့ပါတယ်2018ခုနှစ်ဟောလိုဝင်းညကရေကူးထားတဲ့ဒီရေတက်မှတန်တဲ့မှာရေတော်ဘော်ကအရာဝိတုတခုကိုရှင်းရှင်းလေးလေးပြသနေပါတယ် အဲ့ဒီအရာကီလိုမီတာ80ကနေစက္ကန့်ပိုင်းတွင်ပင်လယ်ရေပြင်ပေါ်90ပြီကွာဒီကြာဆင်းလာခဲ့တယ်လို့သိရပါတယ်အဲ့ဒီအရာကိုတောင်းတပုံတရံအတောင်မှမပါနုနှစ်ရောင်ဒါမမို့အဖြူရောင်အရှိပင်25ကနေ45ပြီတရှိပြီမှတ်သားစရာဒါမမို့မှန်ပတင်းပေါက်လုံးဝမပါလေဘဲဥပုံစံလို့ဖော်ပြထားပါတယ်လက်ရှိစိတ်မှုထမ်းနေသူအများပြားကပုံမှန်လေးလေးမပြောနိုင်ကြပေမဲ့လူသားတွေပြင်တခြားတက်ရှိတွေရှိနေကြောင်းကိုအရေးမှပြောဆိုခဲ့ကြပါတယ်မြင်တွေ့ခဲ့ရတာကိုယူသားစွာပြောပြခဲ့တဲ့သူက အစိုးရဟာအင်အားကောင်းဆုံး UFO ထောက်ထားတဲ့ချို့ကိုထုတ်ဖော်ဖို့ညှင်းဆန်နေတယ်လို့ဖွင့်ဟခဲ့ကြပါတယ်။စစ်ဘက်နဲ့အရက်ဘက်လေယာဉ်မှတ်တမ်းတွေစူးစီးထားတာကိုကြည့်ပြီးရှင်းပြလို့မရတဲ့လေယာဉ်ပုံစံကိုမြင်တဲ့အခါမှာတန်တရားရှိသူတွေဘလို့ဆက်ရှိနေတယ်လဲလို့လူအများကတွေးတောနေကြပါတယ်။မသိချင်းရဲ့ကြောက်ရွံ့မှုဟာ UFO ရှိတယ်လို့မယုံသူတွေကိုတော့မှအသေးလောက်ခါစီလောက်ပါတယ်။နံပါတ်၈ Halloween ညကလက်နက်ကန်ဓားတိုက်မှုများနှစ်စဉ်နေတဲ့ Halloween မှာရာဇဝမှုတွေအများကြီးဖြစ်တာကိုကျွန်တော်တို့မြင်ရပါတယ်။ ဒီမကောင်းတဲ့အားလေးရမှာဘာလို့ဒီလောက်ရာဇဝဲမှုတွေများရတာလဲတချို့ကတော့ဒီနေ့ရဲ့ထူးဆန်းတဲ့သဘာဝကြောင့်ပြင်းမှုသေးသေးလေးကိုတော့မှပို့ပြီးတော့အလေးနက်တာစဉ်းစားကြတယ်လို့ပြောပြကြပြီးတော့တချို့ကတော့ရက်ပိုတော့တာဒါမှမဟုတ်ရာဇဝဲသားတွေအမိမပေါ်ဘဲနဲ့လှုပ်ဆောင်မှုအခွင့်ကောင်းယူတဲ့ဝတ်စုံတွေကိုပြည့်တင်ကြပါတယ် ကလေးတွေတကြားလုံးတောင်းနေတဲ့အချိန်မှာဖြစ်ပွားခဲ့တဲ့လက်နက်ကင်တများတိုင်မှုမှတ်တမ်းဗီဒီယိုကိုကြည့်လိုက်ပါပထမပုံမှာ Friday the 13th ဇာကာတွေကဟော်ကီမင်းနဲ့ဖုံးလို့ဝေထားတဲ့အမျိုးသားတအူဟာမြောက်ကယ်လိုလိုင်းနာပြည်နယ်ကကုန်းစုံသားတဆိုင်ကိုတန်းနဲ့နဲ့ဓမြတိုက်နေတာကိုတွေ့ရပါတယ်အိညာကအလုံးလုံးနေတဲ့ဆိုင်ဝင်နှမ်းခမရတစ်သလုံးအတွက်ကြောက်စရာတစ်ခုရလိုက်တာပါဒီ Jackson Forhi အယောင်ဆောင်သူအတွက်တဟာအရင်ညကပထမဆုံးဓမြတိုက်မှုမဟုတ်ဘူးလို့ပြောပါတယ်။နိုဝင်ဘာလတရက်နေ့မှာသူကမျက်နှာပုံးချုပ်ဖို့မမေ့ဘူးပဲမျှော်လင့်ရပါတယ်။ဒီလိုဥပမာတွေအများကြီးရှိပါတယ်။ ။ဥပမာဒီ Deckna ရဲ့ Zebody version လိုမျိုးပါ။ UK နိုင်ငံ Manchester မြို့မှာလူရှင်တော်မျက်နှာပုံးဆူထားတဲ့လက်နက်ကင်မျိုးသားတွေဟာရန်နာဆန်ဒီဇိုင်းကိုလူရက်ခဲ့ပြီးတော့ဝန်ထမ်းအားလုံးကိုသူတို့ပြောပြဖို့သူများအကြောက်ဆုံးဆက်လန်းကိုဖန်တီးခဲ့ပါတယ်။နံပါတ်9တရဲ 6K တကကြောက်စရာရုပ်ရှင်တွေကြည့်နေတော့မှအသက်မရှိတဲ့အရာဝိထုတွေဟာရုပ်တရက်အသက်ဝင်ပြီးသူ့ဘာသာသူရွေလျားသွားသလိုခံစားရတာမျိုးကျွန်တော်တို့အားလုံးကြုံမှုပါတယ်ရုပ်ရှင်ထဲမှာဒါဟာကြောက်စရာကောင်းပေမဲ့တကယ်လက်တွေ့မှာဖြစ်ပျက်နေတဲ့မှတ်တမ်းကိုမြင်ရတဲ့အခါမှာပိုလို့တော့မှကြောက်စရာကောင်းပါတယ် ဒီဗီဒီယိုထဲကလုံခြုံရေးမှတ်တမ်းကင်မရာထဲမှာတနေကုန်ပိတ်ထားတဲ့ဂိတ်တကားတစ်ခုဟာလူသားရဲ့ဝင်ရောက်ဆက်ဖက်မှုမရှိဘဲတော့ဖွင့်ပြီးတော့ပွင့်ထွက်သွားတာကိုပြသနေပါတယ်။ဒီဖြစ်ရကသူ့ဘာသာဆိုရင်တော့ကြောက်စရာကောင်းနေပါပြီ။ဒါဟုတ်ပါဟောလိဝင်းညမှာဖြစ်ခဲ့တာဆိုတော့ကျွန်တော်တို့တုံ့လုံမိသွားရပါတယ်။နံပါတ်6သဘာဝလုံဖြစ်ရမြ။လူတော်တော်များများဟာနေ့တိုင်းသဘာဝလုံဖြစ်ရတဲ့ကိုရှာဖွေနေကြပါပဲ။ တနေ့တားရဲ့ကြောက်စရာအကောင်းဆုံးနေ့မှာလူတိုင်းရှာဖွေလေးမရှိပါဘူးဒီလိုလုပ်ရမျိုးကိုစွန့်စားလူတွေအတွက်တီးတန့်ချန်ထားပါတယ်သူတို့ဟာကြောက်လန့်ယုံတယ်မကပဲနဲ့ကျွန်တော်တို့သိတဲ့လက်တွေဘဝရဲ့မျက်နှာပြင်အောက်မှာဘာလို့ရှိနေလဲဖော်ထုတ်ကြင်ကြတာပါ Michael T McGee ဆိုတဲ့ YouTube channel ပိုင်ရှင်တဘာဝလုံးစုံစမ်းစစ်ဆေးသူတို့ဟာ Halloween ညမှာသူ့အိမ်ထဲကထူးဆန်းတဲ့ဖြစ်ရပ်တွေကိုရိုက်ယူဖို့အရေးသေးမဲ့ကင်မရာပစ္စည်းတွေတပ်ဆင်ခဲ့ပါတယ်သူ့ကင်မရာတွေမှာလေကမ်းနားမှာမိခိုးငှဲ့လို့ဝိညာဉ်ပုံရိပ်ဓာစင်ပေါင်းများစွာကိုရိုက်ကူးနိုင်ခဲ့ပါတယ်ဒီပုံရိပ်တစ်ခုကိုကြည့်လိုက်ပါဒါအခြေတန်နောက်ကနေလိုက်လာတာပါ ။ကြောက်စရာကောင်းဆုံးချက်ကတော့သူ့ရဲ့ဖော်ပြချက်မှာသူပါလို့နေရာမရွိတာလေဆိုရဲမိကုန်နေရှိနေတာပါ။သူကနေရာသုံးချိန်ရွှေ့ပြောင်းခဲ့ပြီးဖြစ်ပေမဲ့လေဒီအရာတွေကသူ့နောက်ကိုလိုက်လာခဲ့တယ်လို့အံ့အားသင့်စရာကောင်းစွာဝန်ခံထားပါတယ်။သင်ကယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီထူးဆန်းတဲ့အလင်းရောင်ပုံရိပ်တွေဟာသိကျင်စိတ်ကိုတော့ဖြစ်ပေါ်စေမှာအမှန်ပါပဲ။နံပါတ်ကတရေ6တဲ့ဟိုတယ်။တမိုင်းဝင်တရေ6တဲ့နေရာတွေအကြောင်းကိုပြောရမယ်ဆိုရင် Suof မှာရှိတဲ့ Hisham Hall ကနှစ်ပေါင်း900ကျော်ကြာတဲ့နေနေမှုတွေနဲ့တရေ6တဲ့ဖြစ်ပျက်တွေကိုထိန်းသိမ်းထားပါတယ် ဒီရှိယဟော်ဒေယာတတိရှိရတဲ့အခန်းထဲမှာတညတာခန္ဓာရှိတဲ့သူတိုင်းကိုကြောက်စရာကောင်းတဲ့တဲခုံမှုကိုပေးဆွနိုင်ပါတယ်။ကလေးငယ်လေးတွေရဲ့မြင်ကွင်းတွေကိုမြင်တွေ့ရတယ်ဆိုပြီးစီရင်ခန်းစာတွေများစွာရှိခဲ့ပါတယ်။သူတို့ကအဲ့နေချင်းမှာခေါင်းအောက်ကခေါင်းအုပ်ကိုခိုးယူတယ်လို့ဆိုပါတယ်။ထူးဆန်းတဲ့အရာတွေကိုစိတ်ဝင်စားသူတွေကတရေတွေနဲ့တခြားထူးခြားတဲ့ဖြစ်ရပ်တွေကိုရှာဖွေဖို့ဒီဟော်ဒေကိုလာကြပါတယ်။ဒီရုပ်တံဖိုင်ဟာ Halloween နေ့အပြင်ထွက်လေပတ်စင်မှာရိုက်ကူးထားတာဖြစ်ပြီးတော့သူတွေဒီအဖွဲတစ်ဖွဲကဘန်ဒူလန်ကိုတုံးပြီးတော့နန်ဝင်းညင်တွေနဲ့ဆက်သွေဖို့စူးစမ်းနေရကိုပြသနေပါတယ်။ သူတို့အံအားသင့်သွားကြပါလိမ့်အကြောင်းကားတို့ဂျိုးကရုတ်တရက်ပျော်ဝင်သွားလိုပါပဲဒီလိုဖြစ်နေတာကတစုံတစ်ယောက်ကမီးချင်းတဲ့ဂျိုးကိုမီးရှို့လိုက်ရင်ဖြစ်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုဖြစ်ခင်မီးရောင်တွေပြောင်းလဲသွားမှာပါဒါကြောင့်ပဲဒါကလျှော့ဝဲစံချင်မှုတစ်ခုအနေနဲ့ကြမ်းရှိနေသေးပါပဲတင်းယုံတီဖြစ်စီမယုံတီဖြစ်စီဒီသိပံနီကြာထူးဆန်းမှုကတော့ဇက်ကိုစိတ်ဝင်စားမှုတချို့ကိုဖြစ်ပေါ်စေခဲ့ပြီးကြောက်ရွံ့မှုကိုတော့မှအနေငယ်ခံစားစီရပါအမှန်ပါပဲနံပါတ်၄ကြောက်စရာကောင်းတဲ့တကားခေါင်းလောင်းကဖမ်းမိထားတဲ့ရုပ်တံ နံပါတ်၄ကတော့ကြောက်စရာကောင်းတဲ့တကားခေါင်းလောင်းကဖမ်းမိထားတဲ့ရုပ်သံပါဒီနေရာမှာတော့တင်တွေ့ဘူးသမျှထဲမှာကြောက်စရာကောင်းဆုံး Trick or Treater စီတဲကမှတအုပ်ကိုတွေ့ရပါလိမ့်မယ်မူလီတချို့ကိုခြင်ထားပြီးတော့အိမ်ပါဝင်းကြီးကိုတိတ်တဆိတ်နဲ့ရှောက်သွားနေတဲ့လူပြက်တယောက်ဟာကင်မရာကိုချင်းကပ်လာပြီးတော့မန်ဘလူးထဲကိုစိုက်ကြည့်နေပါတယ်ပြီးတော့သူဝင်လာတဲ့လောက်ပဲအေးအေးဆေးဆေးပဲထွက်သွားကြပါတယ် ူရဲ့ရည်ရွယ်ချက်ကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့သိချင်နေရိတ်ခဲ့ပါတယ်ဒီလိုကြောက်စရာလူပြက်တွေမြင်ရတာကအမေရိကန်မှာလုံးဝမဆန်းပါဘူးဒါပေမဲ့ဒီလူပြက်ရဲ့ ACD ညင်တဲ့အပြုံကကျွန်တော်တို့တော့အရင်စိတ်မသက်မသာဖြစ်ရပါပဲဒါတော့ကြောက်စရာကောင်းတဲ့လူပြက်တယောက်ကတကယ်ပဲတကြားလုံးယူဖို့လာလာလားကျွန်တော်တော့မထင်ပါဘူးနံပါတ်3ကတော့စပိန်နေထောင်သွားစေတဲ့ Poltergeist အကြောင်းပါ Trick or Treater တွေတူတဲ့မှာတကြားလုံးယူဖို့ထွက်လာတော့မှဒီမင်းကွင်းကိုတည်ထားမိခဲ့တာပါ ဒီမြင်ကွင်းထဲမှာမိန်းကလေးငယ်တူကဒကြလုံးတောင်းသူတွေကိုစားနောက်နေပုံရပြီးတော့ကြီးစုသူတွေကိုဖမ်းစားပြီးကြောက်လန့်အောင်လုပ်ဖို့တခြားကြောက်စရာကောင်းတဲ့မြင်ကွင်းတွေလည်းပါဝင်နေပါတယ်။ဒါကဘယ်တော့မှမင်းနဲ့မှမဟုတ်တဲ့အိမ်တလုံးပါပဲ။ကံကောင်းထောက်မဆွာနေဒီရရက်ွက်ထဲမှာကြောက်စရာကောင်းဆုံးဖြစ်အောင်ဒီဇိုင်းထုတ်လုပ်ထားတဲ့ hologram ဖန်သားပြန်သားဖြစ်ပါတယ်။နှစ်တွေကြာလာတာနဲ့မျှ Halloween အလှဆိုင်ပစ္စည်းတွေဟာ NDA ကင်းပြီးတော့ရေစရာကောင်းတဲ့အဆင့်ကနေတော်လေးကြောက်စရာကောင်းပြီးတော်လုံးစရာကောင်းအောင်လက်တွေဆန်လာပါတယ်။လူတွေကကြောက်ရွံ့မှုရဲ့ကန့်သတ်ချက်တွေကိုတွန်းပို့နေကြပြီးကြောက်စရာကောင်းဆုံးဖြစ်အောင်ရှင်းပြနေကြပါတယ်။ ဒါပေမဲ့ဒီအိမ်ကတော့အနိုင်ရရှိသူပါပဲ Atmosphere Fat လို့ကုမ္ပဏီတွေဟာဒီလိုမျိုးကြောက်လန့်စရာတွေကိုအထူးပြုလုပ်ဆောင်ကြပြီးတော့စားသုံးသူတွေကိုအကောင်းဆုံး Halloween program ဖန်သားပြင်တွေကိုယူဆောင်လာပေးပါတယ်ပုံရိပ်တွေကိုပါလာတဲ့ projection ပစ္စည်းပေါ်ကိုထိုးပြခြင်းဖြင့်ဒီလိုလှပစွာကြောက်စရာကောင်းတဲ့မြင်ရောင်မှုတွေကိုဖန်တီးပေးတာဖြစ်ပါတယ်အံဩစရာကောင်းတာကဒေါ်လာရာခိုင်နှုန်းအနည်းငယ်ပေးလိုက်ရုံနဲ့ဒီလိုလက်တွေ့ဆန်တဲ့အလားစင်မှုကိုထည့်သွင်းနိုင်ပြီးကြောက်ရွံ့မှုကိုအဆင့်အသစ်တစ်ခုစီကိုယူဆောင်သွားနိုင်ပါတယ်နံပါတ်1ကတော့ Buffalo Central ထားမနေပါ ဟောလိဝုဒ်မှာကြောက်စရာတွေရှာဖွေရတာကိုနှဲ့သက်သူတွေအတွက်နာမည်ကျော်တရေချောက်တဲ့ Buffalo City Terminal မှာတရေလိုက်ရှာရတာကတင်းရှာဖွေနေတာပဲဖြစ်နေပါလိမ့်။ဝိညာဉ်တွေနဲ့ထိတွေ့တာကိုလက်ခံမှုနဲ့အရာတွေထူးဆန်းလာတဲ့အခါမှာတည်ငြိမ်အေးချမ်းစွာနေနိုင်ဖို့ဆိုတော့ပွင့်လင်းစိတ်ရှိတဲ့လူမျိုးတအုပ်လူအပ်ပါလိမ့်။ဒီရုပ်တံထဲမှာလိုပဲအဖွဲလက်တရေလိုက်ရှာနေစဉ်မှာစိုက်ဝမ်းပုံစံတရေမေးခွန်းတွေမေးဖို့အသုံးပြုတဲ့ဓမီရလေးရွေးရှင်းတဲ့မိကုန်းတွေကိုတုံ့ပြန်တဲ့အနေနဲ့ပိတ်လိုက်ဖွင့်လိုက်လုပ်နေတာကိုပရိသတ်တွေကအမြင်တွေ့ခဲ့ပါတယ်။ဓမီနဲ့လူသားရဲ့ဝန်ရဆွဲဖက်မှုလုံးဝမရှိဘူးဆိုတာရှင်းပါတယ်။ ။ဒါကြောင့်မဲကျွန်တော်တွေးမိတာကအဲ့ဒီမေးခွန်းတွေကိုဘသူသို့မဟုတ်ဘာကဖြေနေတာလဲသူတို့ကတမ်းမီကိုဘယ်လိုမျိုးလုံးဝမထီပဲဖွင့်လိုက်ပေးလဲလှုပ်ဆောင်နေကြတာလဲဆိုတာပါပဲ။ကျွန်တော်နံပါတ်တွေကိုမပြောခင်မှာ Halloween နေ့မှာတတိထားမိရမယ်အချက်နဲ့ချက်ကိုတတိပေးကြပါမယ်။ပထမတစ်ခုကတော့မြို့သမီးတူဟာ Halloween တကြလုံးတပကံလုံးကိုတိုက်ရိုက်ခိုးယူပြီးထွက်ပြေးသွားတာကိုပြသနေပါတယ်။ကလေးစီကတကြလုံးယူသလိုပဲဆိုရဲဇကပေါ်ဟောင်းတိုင်းပါပဲ။ ါကတော့တော်တော်ကိုဆိုးရွားတဲ့အပြုတ်မှုပါပဲဝစ်စုံတော်ဝတ်ဖို့တင်ဝင်ဝင်စားတဲ့ဒီသခိုးတွေရဲ့တားကောင်မဖြစ်အောင်တင်တဲ့ကြားလုံးတွေကိုတေးချကယူဆိုင်ပါနောက်တစ်ခုကတော့ကျွန်တော်တို့ချစ်ရသူတွေရဲ့ဘေးကင်းရေးနဲ့ပတ်သက်လာရင်လေလုံမရှိသင့်တဲ့အရေးကိစ္စတစ်ခုပါ Rochester ကကောင်းင်းငယ်တူဟာ Halloween ညကရခဲ့တဲ့ Mars Bar ထဲမှာအတဲချောင်းကိုတွေ့ရှိခဲ့ပြီး Best Car Driver ကိုချီးကျင်းအကြောင်းကြားခဲ့ပါတယ်။လက်လက်မရှိတဲ့အက်ကိုတကြလုံးချောင်းထဲကိုရိုက်ထည့်တာဟာစိတ်ပျက်စရာကောင်းပြီး၄ညာလေးပြားတဲ့ရေစရာပုံစံတစ်မျိုးပါပဲ။နံပါတ်1 Shirley Hall မှာတကယ်တည်း ကဲနံပါတ်1နေရာကိုသွားကြရအောင်ပါ Shirley Hall မှာတကယ့်တရေဖြစ်ပါတယ်ဗီဒီနိုင်ငံ Nottingham မှာရှိတဲ့ Shirley Hall ဟာထောင်နေရာပြည်နယ်များကလေးကရှိလျားပြီးတော့ကြမ်းတမ်းတဲ့အတိတ်ရှိတဲ့တရေ6တဲ့အိမ်တလုံးမှာဒီမှာတော့လေးလာစူဇန်ဘောအခန်းများစွာရှိပြီးအောက်ဘက်မှာတော့တင့်ကိုကြောချမ်းသွားစေမယ့်မြေောက်ခန်းကွန်ရက်တွေရှိပါတယ်ဒီမြေောက်ခန်းတွေကို20ရာစုမှာတော့တရားမွေတားကောင်ရှာပွေသူတွေကိုထောင်ချဖို့အသုံးပြုခဲ့ပါတယ်ဒီကြောက်စရာကောင်းတဲ့အချက်ကိုပေါင်းထည့်ဖို့အတွက် UK Ghost Hands အဖွဲ့ဟာ2014ခုနှစ် Halloween နေ့မှာအဲ့ဒီနေရာကိုတရေလိုက်ရှာဖို့ ထွက်ခဲ့ကြပါတယ်ဒီရုပ်တံထဲမှာမြောက်ခမ်းတကားဝတ်မှာအချိန်တန်ကြာထူးဆန်းတဲ့ရာဝတ္ထုတစ်ခုဝဲပြန့်နေရတွေ့ရပြီးတော့မျက်မှောက်မှာပျောက်ကွယ်သွားပါတယ်ဒီရုပ်တံဖိုင်ကိုပို့ပြီးတော့ကြောချမ်းစရာဖြစ်စေတာကနော်တင်ဟမ်ရဲ့နာမည်အကြီးဆုံးမကောင်းဆိုးပါးဒီနေရာတွေထဲကတက်ခုမှဖြစ်ပြနေတာပါများစွာသောသူတွေဟာဆွဲလီဟောမှာတရရဲ့နေထိတွေ့ခဲ့ရတဲ့အတွေ့အကြုံကိုဝန်ခံခဲ့ကြပြီးတန်တရားရှိသူတွေပုံများလာတာကလော်ဂီထက်တူးခြားတဲ့အရာတွေကိုယုံကြည်လာစေပါတယ်ဒါဆိုရင်ဒီရုပ်တံတွေကမြင်ကွင်းနေတဲ့ပို့ကြောက်စရာကောင်းတဲ့ကိုဟောလိုမှာတင်မြင်ဖို့ပါလားတင်တို့ရဲ့ပုံမြင်တွေကိုအောက်ခံမှတ်ချက်တွေမှာပြောခဲ့ပြီးပါအောင်ကြည့်ရှုပေးခဲ့တဲ့အတွက်လေးကျေးဇူးတင်ပါတယ်